မြစ်တာတရားနဲ့တရက်ဖို့ကိုအရယူမဲ့မြမအလှမဲ့ JK Sophia ပြည်ထောင်များလုံးမဲ့မင်္ဂလာပေါင်းမြန်မာအလှမဲ့ကြီးပြန်ပွဲသွားပြိုင်လို့စုမရရင်ငိုပြီးပြန်လာမှာလားဆိုတဲ့ဇကားတွေကတော့မယုံနိုင်တဲ့ဇလန်းတပုတ်လိုပါပဲဒီလိုအထင်သေးခံရမှုတွေနဲ့အရှက်ရစရာဖြစ်ရက်တွေကြောင့်နောက်ပိုင်းပြန်ပွဲဝင်မဲ့အလှမဲ့ကြီးအတွက်ဖိအားတွေကတောင်းလို့ပုံနေခဲ့တာရှင်ဒီလိုအခြေအနေမှာပဲ Miss Grand International 2025ပြန်ပွဲကိုတောင်းရောက်ရှင်ပြန်ခဲ့တဲ့မြန်မာကိုစားပြုတ်အလှမဲ့ JK Sophia ကအစပိုင်းမှာတော့အားပေးမဲ့သူတယောက်မှမရှိခဲ့ပါဘူးသူမှလွန်ခဲ့တဲ့နှစ်ကပြဿနာတချို့ရှိခဲ့တာကြောင့်သူ့အရေးအချင်းကိုအတိမတ်မပြုတ်ကြပဲဝေဖန်ဖို့ပဲ စောင့်နေကြတဲ့သူတွေကပိုများနေခဲ့တာရှင်။ဒါပေမဲ့အားလုံးရဲ့အမြင်တွေကိုပြောင်းပြန်လှန့်ပြဲမဲ့အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒါကတော့ပြိုင်ပွဲရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ Coastal Interview မှာပါပဲနော်။ဒီ Interview မှာ JK တယောက်သူ့ရဲ့အရေးချင်းအစ်မန်တွေကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့သူ့ကိုသဘောမချခဲ့တဲ့သူတွေတောင်အာသင့်ပြီးအပြေးလာကြတဲ့အထိဖြစ်သွားခဲ့ပါတယ်။ JK မှာဘယ်သူမှမထင်မှတ်ထားတဲ့လှေဝလက်နက်တစ်ခုရှိနေခဲ့ပါတယ်။အဲဒါကတော့ဘာသာစကားပေါင်းများစွာကိုကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်တာပါပဲ။ မြန်မာ၊ကချင်၊ရှမ်း၊ထိုင်း၊ဂျပန်၊တရုတ်၊အင်္ဂလိပ်နဲ့ကိုရီးယားဘာသာစကားတွေကိုလေ့လာထားတဲ့သူဖြစ်တာကြောင့်နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်တဲ့အရေးချင်းအပြည့်အဝရှိနေခဲ့ပါတယ်။သူရဲ့အင်္ဂလိပ်စကားပြောဆိုမှုတွေကလည်းမန်ပါပါနဲ့ထုတ်ပြနေတာမျိုးမဟုတ်ဘဲတာမန်စကားပြောဆိုမှုပုံစံအတိုင်းယုံကြည်မှုရှိရှိပြောသွားတာကြောင့်တကယ့်အရေးချင်းရှိသူတယောက်ဆိုတာကိုအလုံးကလက်ခံလာကြပါတယ်။အင်တာဗျူးမှာသူ့ကိုမေးခဲ့တဲ့မေးခွန်းတစ်ခုရှိပါတယ်။အဲဒီမေးခွန်းကတော့လွန်ခဲ့တဲ့နှစ်ကအလှမယ်တွေကိုလည်းမေးခဲ့ဖို့ပြီးဘသူမှတက်တဲ့မဖြစ်ပဲရှောင်သွားခဲ့ကြတဲ့မေးခွန်းတစ်ခုပါ။မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ပြဿနာတွေကိုဘလို့ဖြေရှင်းနိုင်မလဲဆိုတဲ့မေးခွန်းကိုမေးလိုက်တဲ့အခါမှာတော့ DK ကတုံဆိုင်မနေခဲ့ပါဘူးသူကိုယ်တိုင်ကလည်းတိုင်းရင်သူတယောက်ဖြစ်ပြီးမြန်မာနိုင်ငံမှာဖြစ်နေတဲ့အရာတွေကိုလက်တွေ့ကြုံနေရတဲ့သူဖြစ်တာမလို့ဒီပြဿနာတွေရဲ့အဖြေကိုသူကောင်းကောင်းသိနေခဲ့ပါတယ်သူပေးလိုက်တဲ့အဖြေကတော့စကလုံးတစ်လုံးထဲပါပဲမေတ္တာတရားပါတယ်ရှင်မြေတောင်ပြောရမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာတိုင်းရင်သားလူမျိုးစုတွေအများကြီးရှိပြီးတယောက်နဲ့တယောက်မတူညီတဲ့အမြင်တွေရှိနေကြပါတယ် ဒီလိုကွဲပြားမှုတွေကိုအင်အားသုံးပြီးဖြေရှင်းလို့မရပဲမြစ်တာနဲ့သာအပြန်အလှန်ဆက်ဆံမယ်ဆိုရင်တော့ယာအလုံးကိုကြော်ဖြစ်နိုင်မှာဖြစ်တယ်လို့သူကရှင်းပြသွားခဲ့တာပါမြစ်တာသာမရှိရင်ဘယ်အရာကိုမှအကောင်းမြင်နိုင်တော့မှာမဟုတ်ဖဲမတူညီတဲ့အရာတွေကိုမြစ်တာနဲ့ပဲညှိနှိုင်းအဖြေရှာနိုင်မယ်ဆိုပြီးသူတက်ကျွမ်းတဲ့ဘာသာစကားနဲ့ကဘာကတိအောင်ပြောပြသွားခဲ့တာပါဒီအဖြေကြောင့်မယ်အစပိုင်းမှာ JK နဲ့ဓာတ်ပုံတော်အတူမရိုက်ချင်ဘူးလို့ပြောခဲ့တဲ့ထူးရဲလင်းလိုလူတောင် ခုတော့ဂျေခရဲ့ယဉ်ကျေးမှုနဲ့အသိပညာကျော်ဝမှုကိုတည်ပြီးတဲ့နောက်မှာအပိမဲ့ဆိုတဲ့အထိဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံကိုပြန်ရောက်လာရင်အလုပ်တွေအတူတူတွဲလုပ်ဖို့ထီထောင်ကန့်လန့်ခဲ့တာပါ။ Miss Grand International ပြိုင်ပွဲရဲ့ခေါင်းစဉ်ကစစ်ပွဲတွေမရှိဘဲငြိမ်းချမ်းရေးကိုတည်ဆောက်ကြဖို့ဖြစ်ပြီးဂျေခရဲ့အဖြေကတော့ဒီခေါင်းစဉ်နဲ့တထက်ထဲကြနေခဲ့ပါတယ်။သူရဲ့နောက်ွယ်မှာတော့ Model Sign ထော်လို့ဆရာကောင်းကတေချာတင်ကြားပေးထားသလိုပြိုင်ပွဲကိုလာကြည့်တဲ့သူကိုယ်တိုင်ကတော့ဂျေခရဲ့အပြောဆိုတွေကိုသဘောကျနေခဲ့တာပါ။ဒါကြောင့်လွန်ခဲ့တဲ့နှစ်ကပြဿနာတွေအကြောင်းအဖေသူနေခဲ့ပေမဲ့စိတ် တတ်မကြပဲကိုယ်နိုင်ငံရဲ့အခက်အခဲကိုဖြေရှင်းနိုင်မယ့်နီလန်းကိုတိုင်းရင်းသူတယောက်အနေနဲ့ကဘာကောက်တည်အောင်ပြောပြခဲ့တဲ့ JK Sophia တယောက်မြန်မာနိုင်ငံအတွက်တရက်ဖို့ကိုပြန်လည်တည်ဆောင်လာနိုင်မယ်လို့လူချင်းမျိုးရောယုံကြည်ကြပါသလားခမမအမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ